ငါမှမပိုင်ဆိုင်ရဘူးဆိုရင်ဖြက်စီးပြမှာငါတာပြီအယူမှုချက်တာပေါ့နော်ကိုကောင်မလေးနဲ့မင်္ဂလာဆောင်ရဖို့အရေးကိုပဲအာယုံဆိုင်ညာပေါ့နော်ဆော့ပြီကွာမင်းနိုင်ငံကြပြီးသွားပြီခင်ဗျာမြန်မာကိုပြန်လာတယ်ကြောင်ငါ့ရဲ့အချက်ကဒီမှာလေငါဒီကိုပဲပြန်လာမှာကိုကျွန်တော်ကဒီကားထဲမှာအယူမှုချက်တာပေါ့နော် ကိုကောင်မလေးနဲ့မင်္ဂလာဆောင်ရဖို့အရေးကိုပဲအာယုံဆိုင်ညာပေါ့နော်အဲအမမအမလာပါဦးဇလန်းလေးကိုတို့မင်္ဂလာဆောင်ဝင်ပြီးဖြက်စီးတဲ့လူမှန်တယ်ဗျာအပြင်မှာတော့အလိုကြီးတော့ပဲချွဲနေပဲအဲ့ကျယောက်ျားကြီးနဲ့တော့ဘလူးကြီးမှန်တော့မသိတော့တော်အားကြီးချွဲနေသူကတော့ဒါနည်းနည်းလေးတော့ချုပ်ချက်ခံတာဒီမင်္ဂလာပွဲတစ်ပွဲမှာပဲချူလိုက်ရကြတော့သူကဟိုပါပေါ့ဒီအစီအစဉ်နဲ့ လူပေါ့နော်ပလန်နာပေါ့အဲမင်းမြို့မူကသတို့သား၂ယောက်နဲ့သူဘလိုမင်္ဂလာဆောင်မလဲပေါ့နော်အဲအဲ့မှာဇလန်းတွေကအဲအဲ့လိုပေါ့ဒီလိုတူးဝင်ကွက်ကြီးကလုံးဝပရိုဆန်သွားကြီးရောယောက်ျားညောင်လုံးတကယ်နဲ့ဂျူအားလောက်မယုံမကြပါဘူးနင်းနဲ့ကြော်သူအောင်နဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားနင်းနဲ့ရဲသွေးနဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားပြောဒီကောမဒီလေးလေးဖြစ်တဲ့အတွက်ဒီပေါ်မှာပဲဒီတဲရမှာရှိတဲ့ကာရီတာကိုပဲအဓိကတော့ ဟိုတရုတ်ဆောင်ရတာပါလေပြီးတော့ဒီမင်္ဂလာမဆောင်ခင်မှာလဲထိုင်ရုံနဲ့ကျွန်တော်နဲ့ပတ်ပြီးတောင်းညမ်းလိုက်သေးတယ်ဒီပိုင်းတို့ငါမင်္ဂလာဆောင်တော့မှာကျွန်တော်လည်းမင်္ဂလာဆောင်တော့မယ်ဒီဟာငါတို့ရဲ့လူပြုံညတွေတည်းကနောက်ဆုံးညတည်းညပဲဒီဟာဒီစကားကတော့ကျွန်တော်တို့နှစ်ယောက်တည်းအတွက်နဲ့ပဲသက်ဆိုင်တာဗောလေသက်ဆိုင်တယ်ဒီဟာလေးကိုအဲ့လိုအဖြစ်ပြက်တူတဲ့အဲကျွန်တော်တို့ရဲ့ပြိသက်တွေနဲ့ရင်ပချင်းနှီးွားတဲ့အတွက်ဗောနော်ရင်ပချင်းနှီးွားတဲ့အတွက်ဒီစကားအထီရောက်မှုရှိွားတာဗောနော် ဒီမင်္ဂလာပွဲရုပ်ရှင်ဇာတ်ကားကြီးကဇွန်လ28ရက်နေ့မှာမြန်မာတပီလုံးမှာဂျုံနေပြသမှာဖြစ်ပါတယ်အဲ့တော့အားလုံးလာအောင်ကြည့်ရှုဖို့လည်းကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးဆက်ဖို့ခဲ့ဆက်လက်တော့ပြန်မှန်းပြောငါဝဲရင်ပလန်တာလေးလက်ဆက်ရောင်းတဲ့သူမဟုတ်ဘူးဟဲ့ဘာဖြစ်လဲမင်းမိမောင်လိုချင်တာကွာအားလည်းအခုမင်းမိမောင်ယူတော့မှာဟုတ်မှာကျွန်မကဝယ်ယူလိုက်ကြပါတော့ရှင်